တေချာက CT ပေးတဲ့တယောက်ဖြစ်လာပြီဆိုလို့ရှိရင် CT ကိုသူကားတွေရဖို့အောင်မြင်မှုတွေရဖို့အတွက်စိတ်ကူးရှင်ချင်းကြားနေမယ်အဲ့လိုစိတ်ကူးရှင်တဲ့သူလည်းရှိအောင်ရှိနိုင်တယ်လို့အဲ့ဒီကနေတဆင့်တက်ပြီးတော့ဒီစုပလားတွေဒီအောင်မြင်မှုတွေကိုအာ CT ရဲ့ Academy ကစားသမားလေးတွေရဲ့အားနဲ့ယူပြရတာမျိုးကိုလိုချင်တဲ့လူတွေရှိနေမယ် Golo Conte, Kevin De Bruyne. Oh! to be Rodri! Rodri! Treble winners! Manchester City! Let me talk! Let me talk! Let me talk! နောက်ထောင်းနစင်နောက်ထောင်းနစတဲ့ပေါ်လုံးရာဒီကနေစလို့အခုလက်ရှိနောက်ထောင်းနစလေးနောက်ထောင်းနစငါပေါ်လုံးရာဒီအထီပေါ်နော် City ရဲ့ U21 အသင်းကပထမဆုံး၃နှစ်မှာ တို့ရဲ့တက်ဆိုင်ရာပရီးမီးယားလိလိဂျူကိုတို့အမှတ်ပေးချန်ပီယံဖြစ်ခဲ့တယ်။မနေ့ကတနေ့တော့စပါအသင်းကချန်ပီယံဖြစ်သွားတယ်။ဂျာရင်မှာအာပြီးတော့ဒီနှစ်2024 2025မှာတော့ City ကပြန်ပြီးတော့ချန်ပီယံပြန်ဖြစ်တယ်။အဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ U21 အသင်းကလည်း City ရဲ့အသင်းကြီးလိုပဲနောက်ဆုံး၅နှစ်အတွင်းမှာတို့၄နှစ်ချန်ပီယံဖြစ်ထားတယ်။အဲ Tony Tuchel ကပဲ2020 2021ပေါ်လွှဲရာသီကနေစပြီးတော့ဒီ2020 2023ရာသီ300ရာသီစတိုင်မှာ City ရဲ့ U18 အသင်းကလည်းသူတို့ရဲ့သက်ဆိုင်ရာလီမှာအမှတ်ပေးချန်ပီယံဆုကိုရယူနိုင်ခဲ့သူတို့ရဲ့သက်ဆိုင်ရာလီတွေမှာလည်းအကောင်းဆုံးဒိုးချင်းအကောင်းဆုံးစုတွေကိုသူတို့ကိုယ်စီစုကူးနိုင်ခဲ့တော့နေရတယ်အနည်းဆက်တော့ဥပမာပြောလို့ရှိရင်ကျွန်တော်တို့ဒီနှစ်မှာတင်ရခဲ့တဲ့ဘူစီရဲ့အာပရီးမီယာလီအာ ဖလီတူရဲ့အကောင်းဆုံးဇာတ်လမ်းမှာစုကတက်တည်ခံနေတယ်။ဒါပေမဲ့ပြဿနာကဒီ academy ကနေထွက်ပေါ်လာတဲ့ပေါက်ဖွားလာတဲ့ကစားသမားတွေက city ရဲ့အသင်းကြီးစီကိုကြောက်မလာကြဘူး။တကယ်လို့ရောက်လာခဲ့ကြရင်တော့သူတို့ကအသင်းကြီးမှာနေရာရမနေခဲ့နေရာတစ်ခုရမနေခဲ့ကြဘူး။အဲဒါပေမဲ့သူတို့က city ကိုအပုံစံတစ်မျိုးနဲ့တော့အကျိုးငယ်ပြုတ်နေရယ်ဘလို့ပုံစံလဲဆိုတော့သူတို့က pure profit လို့ခေါ်ရတဲ့အာဒီအထင်အမြတ်ငွေကို စီတီရဲ့ဘန္နာရေးနှစ်ထဲမှာဘန္နာငွေအမျက်ထဲမှာအာအပေါင်းလက္ခဏာပြနေရလို့တစ်တိုင်းနှစ်တိုင်းသူတို့ကအချိုးပြုတ်နေတယ်။အာဒီကစားသမားလေးတွေကိုရောင်းချခြင်းကနေပြီးတော့စီတီကနှစ်တိုင်းမှာအချိုးငွေများစွာရနေတယ်။ဒါပေမဲ့အဲ့ဒီအချိုးအမျက်ကစီတီအပွင့်ငွေရေးကြီးရအချိုးမျက်ဖြစ်တော့စေခဲ့ရောတသက်ပဲဖြစ်တယ်။အာဆိုတော့စီတီရဲ့အကယ်ဒမီကစီတီရဲ့ငွေရေးကြီးအပေါ်မှာဘယ်လောက်ထိအချိုးပြုတ်နေလဲအချိုးဖြစ်တော့စေနေလဲအာပြီးတော့ ာဒီလိုဟွေးကြီးပိုင်းရာ city အပေါ်ဒီ academic ကစားသမားလေးတွေကိုရောင်းချရတာကနေပြီးတော့အထောက်အပံ့ပြုနေတာကအာ city ပိတ်တက်တွေဒီ city ရဲ့ academic ကစားသမားလေးတွေစီကနေတကယ်လိုချင်တဲ့အရာကိုခုတ်ခေါ်ဟုတ်ပါမလားအဲစတဲ့ January ကိုကျွန်တော်ဒီ video ထဲမှာအာဆွေးနွေးသွားခြင်းပါတယ်ဆိုတော့အရင်ဆုံးအဲဒီ academic player တွေအကြောင်းမပြောခင်ကျွန်တော်ဘီယိုအစမှာပြောခဲ့တဲ့အာ pure profit အကြောင်းလေးကိုအရင်ဆုံးအကျဉ်းလေးအဖြစ်အရှင်းလေးဆုံးပုံစံလေးနဲ့ပြောခြင်းနဲ့ အာဒီဘောလုံးရဲ့တချို့သောဝင်ကြီးကိစ္စလေးတွေကနည်းနည်းလေးတော့အရှုပ်ခွေးလေးရှိရင်ရှင်းပြခက်ခဲတာမျိုးရှိရဲဒါပေမဲ့အာဒီအကြောင်းကလည်းပတ်သက်ပြီးတော့ကျွန်တော်ကတော့အကောင်းဆုံးအရှင်းလင်းဆုံးအခြေခံပုံစံလေးပဲကျွန်တော်ရှင်းပြသွားမယ်ပေါ့နော်အာဆိုရလို့ရှိရင်ဥပမာအာကျွန်တော်ခဏကစီးရီးရရောင်းချလိုက်တဲ့ Everett ပဲထားပါတော့ဆိုတော့ထားလိုက်ပါတော့ Everett ကိုကျွန်တော်တို့ကဒီ River Plate ကနေပေါက်တန်း30နဲ့ဝင်နိုင်ခဲ့တယ် အဲ့ဒီနောက်ကျွန်တော်တို့ကဒီ Atletico Madrid အတင်းစီကိုပေါင်သန်း40နဲ့ပြောင်းနိုင်ခဲ့တယ်။အာဆိုတော့ဒီနှစ်ခုရဲ့ကြာမှာကွာချက်ကပေါင်10သန်းဖြစ်တယ်။ Sorry ။ဆိုတော့ဒီနေ့ပေါ့ကျွန်တော်တို့ရဲ့ pure profit အနေနဲ့ဝင်လာတဲ့အမြတ်ငွေကအလွန်ဆုံးရှိရင်အာဒီပေါင်10သန်းပဲ။ဒါပေမဲ့ကျွန်တော်တို့ academic ဇာတ်သမားတွေကိုတခြားအတင်းစီရောင်းချလိုက်တဲ့အခါမှာကျွန်တော်တို့ရတဲ့ pure profit ကအဲ့လိုတော့မဟုတ်တော့ဘူး။ဥပမာ9ပါမှာကိုကျွန်တော်တို့ကဒီ City ကနေ Chelsea ကိုပေါင်တန်း၄အဲ sorry ကျောင်းတကယ်ရောင်းခဲ့တာ euro တန်း40 euro တန်း40နဲ့ရောင်းပိုက်တွေပထားပါတော့အဲ့ဒီ euro တန်း40လုံးကကျွန်တော်တို့အတွက်အပေါင်းလက္ခဏာပြတယ် euro တန်း40လုံးကကျွန်တော်တို့အတွက် pure profit ဖြစ်တယ်အာသူ့အတွက်အခြားသောကုန်ကြမ်းတွေပြောင်းရွှေ့ကြီးတွေဘာလို့မှကျွန်တော်တို့ကပြန်နှုတ်ယူနေကြရမလို့ပဲကျွန်တော်တို့ရဲ့ဘဏ္ဍာရေးတွေကိုအပေါင်းလက္ခဏာနေနဲ့လာပြတဲ့ငွေပမာဏကသူ့ရဲ့အပြောင်းအရွှေ့အတွက်ရခဲ့တဲ့ပြောင်းရွှေ့ကြီးတစ်ခုလုံးရဲ့ပမာဏပဲအာဆိုတော့ဒီကိစ္စကျွန်တော်ကောက်ချက်ချလို့ရတာကဥပမာ အာအပြင်ကနေဝယ်ထားတဲ့ဇာတ်သမားတယောက်ကိုကျွန်တော်ပေါင်တန်း90နဲ့ရောင်းလိုက်နိုင်နေဆိုရင်တော့အဲ့ဒီတန်း90လောကျွန်တော်ပြအပေါင်းလက္ခဏာပြမှာမဟုတ်ဘူးဒါနဲ့ကရင်ဇာတ်သမားတယောက်ပေါင်တန်း90နဲ့ရောင်းလိုက်နိုင်တော့အဲ့ဒီ90လောကကျွန်တော်ရဲ့ဘဏ္ဍာရေးတွေကိုလာပြီးတော့အပေါင်းလက္ခဏာအနေနဲ့ပြမှာဆိုတော့ဒါ pure profit ရဲ့အလုပ်လုပ်ပုံပေါ့အာဆိုတော့အကယ်ဝင်ဇာတ်သမားလေးတွေအကြောင်းကိုကျွန်တော်ပြန်သွားလိုက်ကြအောင်ပေါ့နော်ဒီ2020ကနေ2023ခုနှစ်အထိဒီ300ဒီအတွင်းမှာ city ကအသင်းရဲ့လူငယ်ဇာတ်သမားတွေကိုရောင်းချခဲ့တဲ့နေရာလား ယူရိုတန်း350ကျော်ဝင်ဝင်ရှာနေခဲ့တယ်။အာဒီထဲမှာကိုပမာကူချယ်ဆီစီယူရိုတန်း40ကျော်နဲ့ရောင်းခဲ့တာပါတယ်။အာပြီးတော့ကျွန်တော်ဒီလာဗီယာကိုဆောက်တန်းစီပါခဲ့တဲ့အမြတ်ဆောက်တန်းစီရောင်းခဲ့တဲ့အမြတ်ငွေတွေပါတယ်။အာပြီးတော့နောက်တစ်ချက်ကလာဗီယာကဒီဆောက်တန်းကလည်းချယ်ဆီကိုထပ်ပြီးတော့တောင်းရှိသွားတဲ့အခါမှာအတင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေအရာအာစီတီကသူ့ရဲ့ပြောင်းရွှေ့ကျဲတနည်းပါဆန်ဖြစ်တဲ့အာပေါင်ရှင်တန်းလောက်အထိကိုထည့်ရတယ်။အာပြောရရင်တော့စီတီရဲ့လာဗီယာရဲ့ အပြောင်းရွှေ့မှာနှစ်ထပ်ကွန်အနေရတယ်လို့ဆိုနိုင်တယ်။စောက်တန်နန်းကိုရောင်းတဲ့အချိန်မှာအတချိန်ဝင်ငွေရတယ်။ခြေစည်းကိုစောက်တန်နန်းနေပြန်ရောင်းတဲ့အခါမှာလည်းစီတီကဂျာရီကနေဝင်ကိုတချိန်ထည့်ရတယ်လို့ဆိုနိုင်တယ်။ပက်ဒရိုပေါ်ရိုကိုဒီစပါကနေပြီးတော့လစ်ဘွန်ကနေပြီးတော့ခွဲယူတဲ့အခါမှာလည်းအခုလိုပဲစီတီကပြောင်းရွှေ့ရတဲ့စေချင်ပိုင်းဖြစ်တဲ့ပေါင်90ဝင်ထည့်ရခဲ့ပြီးတယ်။အဲဒီဟာကိုလည်းလည်းရှင်းပြရရင်တော့စီတီကနောက်တော့အပြင်အကယ်ဒမီကစားသမားတွေကိုတခြားအသင်းစီရောင်းတဲ့အခါမှာ အဲတချို့တော့အချက်လက်တွေကိုထည့်သွင်းပြီးတော့စာလုပ်ချုပ်ဆိုပြီးမှရောင်းလေးရှိတယ်ဥပမာအာ bind backlog လို့ဖုန်းတိုင်းကိုထည့်သွင်းလေးရှိအာ bind back option လို့ခေါ်ရပါတော့အဲ့မ option လို့ဟာမျိုးကိုကျွန်တော်ထည့်သွင်းပြီးတော့ရောင်းလေးရှိရယ်ဥပမာဒီ random market ကို city က southern name ကိုရောင်းလိုက်ခဲ့အာရောင်းလိုက်ပြီးဘယ်နှစ်အတွင်းမှာ city ကပြောင်းဝင်မယ်ဆိုရင်ဒီစားသမားကို southern name ဘက်ကနေပြီးတော့သူတို့စိတ်ကြိုက်ရေးမှုပဲလဲ city နဲ့ southern name နဲ့ကြားထဲမှာစားကြုပ်အထက်မှာတက်မှတ်ထားတဲ့ဈေးနှုန်းတခု ਨੇ ဖြစ်မနေပြန်ရောင်းဖို့ရောင်းပေးရမယ်တခြားသင်းတွေနဲ့ရှင်းလိုက်ဦးစားပေးရောင်းပေးရမယ်ဆိုတော့စာချုပ်မျိုးအချက်အလက်မျိုးပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင် CT ကနေဒီစားသမားကိုရောင်းလိုက်တဲ့အခါမှာဒီစားသမားကအဲ့ဒီအသင်းကနေရောနောက်တစ်ပြင်းစီကိုပြန်ပြီးတော့ရောင်းချခြင်းခံရတဲ့အခါမှာအဲ့ဒီကရတဲ့အပြောင်းရွှေ့ရဲ့အာရန်နန်တို့ကို CT ကိုပေးဖို့ပေးရမယ်ဆိုတော့အချက်အလက်မျိုးတွေကိုထည့်သွင်းပြီးတော့ချုပ်ဆိုပြီးတော့မှ CT ရောင်းရရှိတယ်အဲ့လိုပုံစံနဲ့ CT ကအကန်ဝေးကစားသမားတွေစီရတယ်နှစ်ထပ်ကွာအနေနဲ့လည်း ာဝင်ငွေရှာနိုင်နေတယ်လို့အာဆိုနိုင်တယ်။အာဆိုတော့ဒီ Chelsea ကိုပြောင်းရွှေ့သွားခဲ့တဲ့ကိုပါမာနဲ့ဒီ Labia ရဲ့အဲ Labia ရုပ်ကစားသမား2ဦးရဲ့ပြောင်းရွှေ့မာတွေကို City ဝင်ငွေပြန်ရတဲ့ပုံစံကအာနှစ်မျိုးအကွဲနေတယ်လို့ဆိုနိုင်တယ်။ကိုပါမာဆိုရင်အတခါတည်းအလုံးရင်းနဲ့တစ်ချိန်တည်းဝင်ငွေရှာလိုက်ခြင်းအာချင်းနေပေါ်တော့ဒီငွေတွေက City ရဲ့ pure profit တွေကိုစီးစင်းလာတာအာ City pure profit တွေက City ရဲ့ဘဏ္ဍာရေးကိုဒီ PSR rule တွေနဲ့ အာချိန်ထိုးကြည့်တဲ့အခါမှာအများကြီးအသက်ရှူအာခြောက်အောင်လို့ကုညီပေးနေနိုင်တာကိုလည်းကျွန်တော်မြင်ရလိမ့်မယ်အာဆိုတော့ကျွန်တော်ဂျင်းခေပေါ့ခောက်ချက်ချလို့ရတာကဒီ City ရဲ့ Academy အစားသမားလေးတွေကိုရောင်းချခြင်းကနေ City တို့ကဘဏ္ဍာရေးအရာအကျိုးမြတ်တွေအများကြီးဖြစ်ထွန်းနေတယ်ဆိုတော့ကျွန်တော်ခောက်ချက်ချလို့ရတယ်ဒါပေမဲ့အာပြဿနာကအာကျွန်တော် City ပြည်သက်တွေ City ရဲ့ Academy ကစားလေးအာ City ရဲ့ Academy ကစားသမားလေးတွေစီကနေ လိုချင်တဲ့အရာမျော်လင့်တဲ့အရာကဒီဘန္နာရေးအရာငွေရေးကြီးရေးအရာအတင်းပေါ်အချိုးပြုတ်မှုတစ်ခုလဲလားအတင်းကြတာကကျွန်တော်ရဲ့အမြင်ရတော့ CTP သက်တွေအာဒီ academy ကစားသမားလေးတွေစီကနေပြီးတော့လိုချင်တဲ့အရာကငွေရေးကြီးရအချိုးမြတ်လုံးဝဟုတ်မနေဘူးဆိုတာပါပဲအာဆိုတော့အာတင်းကြတာက CTP သက်တွေကလည်းလူတွေကလူပဲလူဆိုရင်တော့ကျင်းပြီးပေါ့ အသက်ရှူရပုံစံမျိုးတွေကွဲပြားနိုင်တယ်။အထင်နဲ့အမြင်တွေကွဲပြားနိုင်တယ်။အဲဆိုတော့ကျွန်တော်လိုမျိုးမမြင်တဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်။အာ City ရဲ့ Academy ဇာတ်ပေါင်းလေးတွေစီကနေဝေးကြီးအကျိုးမြတ်အာဖြစ်ထွန်းလာတယ်ဆိုရင်အဆင်ပြေရဆိုတဲ့ပိတ်သက်လို့လည်းရှိကောင်းရှိနိုင်တယ်။အာကျွန်တော်လိုမျိုးအဲ့ဒီထက်ပိုပြီးမျောလင့်ထားတဲ့ City ပိတ်သက်တွေလည်းရှိကောင်းရှိနိုင်တယ်။အဲဒါပေမဲ့ကျွန်တော်ခံစားမိရတဲ့လောက်ကတော့ကျွန်တော်လိုမျိုး City ကစားသမားလေးတွေစီကနေ City ရဲ့ Academy ကစားသမားလေးတွေစီကနေ အာကျွန်တော်တို့မျှော်လင့်ထားတာကအသင်းပေါ်ငွေရေးကြီးရအကျိုးဖြစ်ထွန်းမှုတစ်ခုတည်းမဟုတ်ဘူးဆိုရယ်ပေးသက်တဲ့ပုံကြီးများလိမ့်မယ်လို့တော့ကျွန်တော်ခံစားမိတယ်။အာရှင်းရှင်းလေးပါပဲ။အာအငယ်ခဏအစီအစဉ်တယောက်ဆိုလို့ရှိရင်ကိုးပါမှာကိုချက်စီအတဲမှာသွားပြီးတော့တောက်ပပြနေတာထက်အာစီတီရဲ့ဂျာစင်ကိုဝစ်စင်ပြီးတော့စီတီအတွက်တောက်ပနေတာကိုမြင်ရလိမ့်မယ်။ အာဆန်ချိုခေါင်းပုံမှာလုပ်ပြခဲ့တဲ့အရာတွေကိုအဲ့ဒီဂျာမန်မြေမှာတက်အင်္ဂလန်မြေမှာ City ရဲ့ဝတ်စုံနဲ့အတူ City အတွက်လုပ်ပြနေတာကိုမြင်မြင်နဲ့ City ပေးတက်တွေကပုံများလိမ့်မယ်အဲ Roger Villa မှာတောက်ပနေတာကိုမြင်ရတာတက် City မှာတောက်ပတာကိုမြင်ရတာကိုပို့ပြီးစိတ်ချမ်းသာမယ်ဆိုရင် City ပေးတက်တွေရှိကြပါလိမ့်မယ်ကျွန်တော်အားလုံးကရှင်ရင်လေးပဲ City ပေးတက်တွေကလည်းလူတွေပဲလူမှန်ရယ်စိတ်ကူးရင်လည်းကြတယ်အာစိတ်ကူးရင်လည်းအခါမှာလည်း အာစေဦးရင်လည်းဆိုကျွန်တော်ပတ်စံပေးရတဲ့အရာမဟုတ်ဘူးအဲ့တော့လွတ်လွတ်လပ်လပ်ကိုယ်စိတ်ကြိုက်အတိုင်းတာတစ်ခုထိအာစိတ်ကြိုက်စေဦးရင်လို့ရတယ်တေချာကစီတီပေးတဲ့တယောက်ဖြစ်လာပြီဆိုလို့ရှိရင်စီတီကိုချုပ်ကားရရဖို့အောင်မြင်မှုတွေရဖို့အတွက်စေဦးရင်ကြီးကြားနေမယ်အဲ့လိုစေဦးရင်နဲ့သူလည်းရှိအောင်ရှိနိုင်တယ်လို့အဲ့ဒီကနေတစ်ဆင့်တက်ပြီးတော့ဒီစုပလာတွေဒီအောင်မြင်မှုတွေကိုအာစီတီရဲ့အကယ်ဒမီကစားသမားလေးတွေရဲ့အားနဲ့ယူရတာမျိုးကိုလိုချင်တဲ့လူတွေရှိနေမယ်အခု ဒီနှစ်မှာဘာစီလိုနာကဟန်စီပလေးရဲ့လက်အောက်မှာအာပက်ထရီတို့လာမယ်ရိုးနဲ့လုတ်ပြတဲ့ပုံစံမျိုးကိုနေနေရတဲ့သူလည်းရှိကောင်းရှိလိမ့်မယ်။ဆိုတော့ဒါကလက်ခံရမယ်အမှန်တရားတစ်ခုပဲ။အာကျွန်တော်အားလုံးရဲ့လွတ်လပ်ပိုင်ခွင့်ပဲ။အအနေဆုံးတော့ဒီလိုမျိုးစူရားတွေရယူတာမျိုးကိုမမြင်ရဘူးဆိုရင်တော့ဒီကနေ့ကစားကားလေးတွေကိုအသင်းကြီးမှာအားကိုအားထားပြုနေရတာအသင်းကြီးမှာအနည်းငယ်တပွဲကို၂ရက်၃ရက်လောက်ပွဲထက်ကစားသမားအဖြစ်နဲ့ နေရာဝင်ဆက်နေကြဖို့မြင်ကျင်ကြတာကတော့အ ਨੇ ဆုံးကျွန်တော်တို့ရဲ့အနေဆုံးအာတိတရဖြစ်နိုင်မယ်လို့အာကျွန်တော်ယုံကြည်ရယ်အာဒါကကျွန်တော်ရဲ့ knowledge တွေအရင်ကြီးမားလုံးနေတာမဟုတ်ဘူးကျွန်တော်တို့ GDP တက်တွေဘောလုံးပြည့်တက်တွေတိုင်းရင်ကိုယ့်အသိမှမြင်ကျင်တဲ့အဖြူစင်တဲ့စိတ်ကူးတစ်ခုပဲ knowledge တစ်ခုပဲဆိုတော့လက်ရှိအချိန်မှာ city ကဒီမျောလင်းချက်ကိုဖြည့်ဆည်းပေးနိုင်လားဆိုရင်တော့လုံးဝအချင်းတွေပေါက်ကိုမဟုတ်ဘူးဖြည့်ဆည်းပေးနိုင်ဘူး လုံးဝကို노ပဲအာ city ကပန့်ကိုခတ်တဲ့အခါမှာ city မှာဇာဗီလို iniesta လို့အာ daniel ever လို့အာ patro လို့ကစားသမားတွေအာ kimmich လို့အလာဘာလို့ကစားသမားတွေကိုအာမွေးထုတ်ပေးရမယ်ဆိုတဲ့မျှော်လင့်ချက်မျိုး ਨੇ ခန့်ခဲ့တာတော့ဖြစ်ကောင်းဖြစ်ချင်မှာဖြစ်လိမ့်မယ်ဒါပေမဲ့အနည်းဆုံးတော့ဒီ city ကမွေးထုတ်ပေးလိုက်တဲ့ city ရဲ့ academy ကစားသမားလေးတွေကဘောလုံးစက်ကုန်ပေါ်မှာဒီ city ရဲ့ jersey ကိုဝတ်ပြီးတော့ ဖြည်းဖြည်းချင်းသူတို့မြင့်တက်လာတာတလင်းလာတာကိုအာနင်ကျင်တဲ့ရည်ရွယ်ချက်မျိုးဖြော်လင့်ချက်မျိုးကတော့ရှိခဲ့မှာလုံးဝကျင်းသိတယ်။ဒါပေမဲ့ပြန်စဉ်းစားကြည့်ပြဒီအာဖိုရန်တယောက်ကလွဲရင်ကျွန်တော်တို့အဲ့လိုမျိုးမြင်ငွေရခဲ့တာဘယ်ကစားသမားများရှိရလဲ။ကျင်းသိတာကဒီဖိုရန်တယောက်ကလွဲရင်ဘယ်ကစားသမားကိုမှကျွန်တော်တို့အဲ့လိုကိုလက်ညှိုးထိုးပြစီရအာရှိမနေခဲ့ဘူး။စတီးရဲ့ကရမီကသာမဟောင်းတူဖြစ်ခဲ့တဲ့စံချိုကတုံးပေါ်မှာခါရဲဘလို့လုတ်ပြနေတာ အာပါမနာချက်စင်းမှာဘလို့အောင်မြင်နေတာဘလို့အမြင်ပြန်နေတာရောဂျန်ကဘာရီဗီတာမှာလုပြန်နေတာဘရိုင်းဒီယက်က AC မီလန်နဲ့အတူရီယန်နဲ့အတူဘာရီဘလို့လုပြနေတာဒါတွေကကျွန်တော်တို့ကြုံရနေတဲ့အတန်ကြီးမဟုတ်နေဘူးဗျာအာတေချာတာကကျွန်တော်တို့ကြုံရနေတဲ့ပုံစံမျိုးကမနေ့ကဒီ PFA စု Premier League အကောင်းဆုံးစားသမားစုကိုဖိုရန်ရသွားတဲ့အခါမှာကျွန်တော်တို့ယင်နေတာဖြစ်လာတဲ့ခံစားချက်မျိုးအဲ့လိုကျွန်တော်တို့ယင်ကြတာ ကိုယ့်ရဲ့ကိုယ်သွေးကိုယ်သားဆစ်ဆစ်ကိုယ့်ရဲ့ကံကံကြာမှာဆစ်ဆစ်ကအသင်းနဲ့အတူအောင်မြင်မှုတွေရယူနိုင်တာဘောလုံးစင်မြင်ပေါ်ကိုလာလာပပအောင်မြင်မြင်တန်လန်းပြနိုင်တာဒါကိုကျွန်တော်တို့ CD family ကလိုချင်ကြတာဖြစ်လိမ့်မယ်အာဒါပေမဲ့ဒီကျွန်တော်တို့ရဲ့ academy player ရင်းနဲ့ပတ်သက်တဲ့ဒီစိတ်ကူးရင်အိမ်မက်ကလေးကစိတ်ကူးရင်အင်္ဂလီကဒီလေလူထဲမှာပဲရှိနေတော့မယ်မြေပြင်ပေါ်မှာတကယ်ဖြစ်မလာသေးဘူးအကောင့်ထဲပေါ်မလာသေးဘူး ဆိုတော့ City မှာ Academy ဓာတ်မကောင်းတွေရှိနေပါရင်လေ Ready Made Player တွေ Star Player တွေကိုလိုက်နေရဲ့ Guardiola ရဲ့အဖြစ်လားဒါမှမဟုတ် Guardiola ဒီလိုဓာတ်မတွေကိုတောင်းဆိုတိုင်းတိုးပါတယ်ဆိုတိုင်းဝယ်ပေးနေတဲ့အတင်းရဲ့ဘိုးအဖွဲ့ပိုင်းရဲ့အဖြစ်လားဒါမှမဟုတ် City ရဲ့အတင်းကြီးအတွက်လုံလောက်တဲ့ဆွမ်းဆောင်ရည်နဲ့အတင်းမှာနေရာတစ်ခုရဖို့အတွက်အာလိုအပ်တဲ့ အာစိတ်ရှိတိခန့်နိုင်စွာမရှိတဲ့လူငယ်ကားမတွေအဖြစ်ပဲလားအာစီရီစင်တိုင်းမှာကိုစီကိုစီအမြင်တွေရှိနေနိုင်တယ်စီရီစင်တွေရတဲ့ခုနကကျွန်တော်ပြောခဲ့သလိုလူသားတွေပဲဖြစ်တဲ့အလျောက်လူငုံတို့စိတ်အထွေထွေဆိုတဲ့အတိုင်းပဲကိုစီကိုစီအမြင်တွေကွဲပြားနိုင်တယ်အာဆိုတော့ကိုယုံကြည်လက်ခံထားတဲ့ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုလူလက်လက်ပဲဝင်အောင်ဆွေးနွေးတောင်းခဲ့လို့ရပါတယ်အာပြီးတော့အခုလိုမျိုးဗီဒီယိုတွေကိုအာ တောက်လျှောက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ lastme.facebook page နဲ့မြန်မာစီစဉ် facebook page မြန်မာစီစဉ် youtube channel တို့ကိုလည်းဒီ like follow and subscribe ပြုလုပ်ပေးကြကြဖို့တောင်းဆိုချင်ပါတယ်အားဆုံးသီးကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားပြီးတော့ကျွန်တော်ကိုအခုလိုမျိုးပြောခွင့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်